အားလုံးမင်္ဂလာပါထုံးတက္ကသိုလ်ကြီးအားထုံးတို့မှာဒီနေ့16650လီသီယံဘက်ထရီတွေကို MAH ဘယ်လိုစစ်မလဲဆိုတာလေးကိုပြောပြပေးပါမှာဖြစ်ပါတယ်ခင်ဗျာဒါက16650လီသီယံတခဲလေးတွေပါခင်ဗျာနော်ဒီတခဲလေးတွေကအပေါ်ရမြင်နဲ့ဆုံးဖြတ်လို့မရဘူးကောင်းလားမကောင်းလားပေါ့နော်ဒီလိုမျိုးစက်တင်နေစစ်မှာအထီးကြီးပြီးရတာပါခင်ဗျာပေတခဲမဆိုဘိုးတော်တိုင်းကောင်းတယ်လို့ယူဆလို့မရပါဘူးခင်ဗျာနော်ဒီလို MAH စကြီးမှာတီးကြတယ် ရက်ဆက်ကိုရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်စစ်မဲ့ကက်လေးကတော့ ZB2 and 3တကယ်မှာ6800ဝန်းကျင်လောက်ပဲရှိတယ်ခင်ဗျာเนาะဟုတ်ကဲ့ဗျာဒီကောင်လေးတွေကတော့ပိုလီမာအပြားတွေရောလစ်တီယန်တွေရောလီပိုဖိုးတွေရောအကုန်လုံးစစ်လို့ရပါတယ်ခင်ဗျာလစ်တီယန်စစ်မယ်ဆိုရင်တော့ဒီလိုမျိုး one slot ဟိုတာလေးနေကျွန်တော်ကတော့ခံပြီးတော့စက်ထားပါတယ်ခင်ဗျာเนาะစနီးလေးကိုပြောပြပေးမယ် power input က micro 5ပို့ပေးရပါတယ်ကျွန်တော်ကဒီမှာ circuit လောက်ထားတယ်စကက်လုံးကိုကျွန်တော်ကဒီနောက်ကနေဟွာကျိုးထုတ်ပြီးပဲကျိုးဆက်ထားတာဖြစ်ပါတယ်ခင်ဗျာမိုက်ခရိုကျိုးတွေနေမသွားတော့ဘူးပေါ့နော်ဒီအပေါ်ဘက်ကအပေါင်းဒီဘက်ကအနှုတ်ပါမီတာနဲ့ထောက်နေအလွယ်တကူသိပါတယ်ခင်ဗျာနော်ကျွန်တော်ဒီမှာတော့လှန်မပြတော့ဒီမှာဝါယာကျိုးတွေနေပြီးပဲအကုန်လုံးတက်ထားတာဖြစ်ပါတယ်ခင်ဗျာနော်ဒီကောင်တက်နီးရလဲလွယ်လွယ်လေးပါဒီမှာအာလို့ရေးရတာက resistor resistor ဆိုတော့ဒီလိုအဖြူတုံးလေးပါခင်ဗျာနော်အဲ့ဒါလေးကိုလိမ်ပြီးတော့တက်လိုက်အောင်ပါပဲဒီဘက်အပေါင်းအနှုတ်ဆိုတာကတော့ battery အပေါင်းအနှုတ် မှန်အောင်တော့တက်ပေါ့နော်မှားလဲဘာမှမဖြစ်ပါဘူး register အဖြူတုံးမှာတော့အပေါင်းတော့မရှိပါဘူးခင်ဗျာနော်ကျွန်တော်ကဒီမှာ power ပေးဖို့ကြတော့ DC power station နဲ့ power ပေးပါမယ်အခုအားတော့မသွင်းရသေးဘူးခင်ဗျာ11.3ရှိပါတယ်အရင်ဆုံးပန်ကလေးဖွင့်လိုက်ပါပဲခင်ဗျာနော်ပန်ကကဘာလို့လဲဆိုတော့ဒီ MEA စစ်တဲ့ခါဆိုရင်ဒီ register လေးကအရင်ပူရဲ့အဲ့ဒါမလို့ AAP ရတာပါခင်ဗျာနော် MEA စစ်ဖို့ power လေး on လိုက်ပါပြီခင်ဗျာဒါဆိုရင်အကုန်လုံး ပွင့်လာပါပြီ AH ကလည်းဘယ်တော့မှမစားဘူးပြကျွန်တော်ဒီမှာပြပြီးမယ်နော် AMR မီတာတထားပြတဲ့အတွက်ပန်းကပြန်ပိတ်လိုက်မယ်0.07 7အရင်နည်းတယ်ဗျာနော်900 mm တော့မရှိပါဘူးခင်ဗျာနော်ပန်းကားကပိုဆွဲနေသေးတယ်အကုန်လုံးကအားရှိပါတယ်ခင်ဗျာ4.1 volt ဒီကောင်လေး4 volt အချမ်းမြေ4 volt ရှိရဆိုရင်စပြီးတော့စစ်လို့ရပါတယ်ခင်ဗျာ maximum ဆိုရင်လည်းတကယ်အပြည့်ရင်တော့အကောင်းဆုံးပေါ့နော်စစ်တာကလည်းလွယ်လွယ်လေးပါဒီမှာ โอเคရှိတယ်အပေါင်းနှုတ်ရှိရယ်โอเคကိုတစ်ချက်နှိပ်လိုက်ရင်ရပါပြီခင်ဗျာဘာမှလုပ်ရမှာမလုပ်ပါဘူးเนาะတစ်ခါစစ်ရင်အကျမ်းမြင်3နာရီ၄နာရီဝင်ကြတော့ကြာပါတယ်ခင်ဗျာဒါဒီမှာကျွန်တော်ဘလူးဒရအနေနဲ့တစ်ခုပြအောင်မယ်ဒါကလည်းပထဝီ MA8 စစ်တဲ့ဆက်ပဲခင်ဗျာเนาะဒီကောင်ကလီ600ဒီကောင်ကလီ900ဒီကောင်လေးအားသာချက်ကသူကစပီးရနဲ့ပထီကိုတခါတည်းအပြည့်သွင်းမိတယ်ခင်ဗျာစပီး 2N2 ကတော့အာမသွင်းမိပါဘူးခင်ဗျာနော်ဈေးရလည်းအရန်กว่าလေဒီကောင်က 9000လောက်ပဲရှိရဒီကောင်ကတသိန်းဝင်တသိန်း6000ဝင်ရှင်တော့ရှိပါတယ်လီ600ဒီကောင်ကတော့ touch screen ဖြစ်သွားတယ်ဒီကောင်ကတော့ manual ဒီလိုမျိုးလက်နဲ့နှိပ်ရမှာပေါ့နော်အကြိုက်ဆုံးကတော့ကျွန်တော်ဇက်ဘီ2ရဲ့3ရဲ့စစ်တာကိုတော့ပို့ပြီးတော့ကြိုက်တယ်ခင်ဗျာနော်ဒါပေမဲ့သူကတော့နည်းလေးအလုံးရှုပ်တာပေါ့နော်ဒီလိုမျိုးကြီးကိုယ့်ဘက်ကိုပြန်လှုပ်ရပါတယ်ခင်ဗျာသူကစစ်ရင်ဒီ resistor တုံးလေးတွေကအချိန်ကြာလာနေမှအရန်ပူလာအောင်ပေါ့နော်ဟုတ်ကဲ့ပါဒါလေးလာပြောပေးရပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ